မြန်မာတွေရဲ့လူနေမှုစရိုက်ကမိဘတွေကသားသမီးတွေကိုအမြဲတမ်းကြွေးမွေးပြီးတပေါ်အမကွာနေဆင်ကြတဲ့မြန်မာတွေရဲ့ဒီရိုးရာစရိုက်တစ်ခုရှိတယ်ရိုးရာတရားရှိတော့မိဘတွေရဲ့အရေးကိုခိုးပြီးတော့ဒီကလေးသူငယ်တွေဟာလူငယ်လူရွယ်တွေဟာမိဘအရေးကိုပြီးတော့ မိဘကြွေးတာစားပြီးတော့ဘာဖြစ်လာတော့လူပြင်းနေဖြစ်ကုန်သူတို့ကိုယ်တိုင်စီပွားရှာနိုင်စွမ်းမရှိကြတော့တခြားလူမျိုးတွေကြည့်အရွယ်မရောက်ခင်ကတည်းကလုတ်တက်ကြိုင်နာအောင်ဆိုပြီးတော့ခိုင်းတယ်အရွယ်လေးရောက်လာပြီဆိုရင်ကိုယ်နေကိုယ်အိမ်တော်မနေခိုင်းဘူးတခြားနေရာကိုလွတ်ပြီးတော့သူများစီမှာအလုံးလုံးခိုင်းတဲ့ဟာတွေတောင်ရှိတယ် အဲ့ဒါဘာဖြစ်လို့တော့ဆိုရင်ကိုယ်ခြေတော်နဲ့ကိုယ်ရက်နဲ့အောင်သင်ပေးတာညမာလူမျိုးတွေကတော့အဲ့ဒီလိုမဟုတ်ဘူးဒါအများစုကိုပြောတာညမာလူမျိုးအများစုကဒီလိုမဟုတ်ဘူးအမေဖွေရကျွေးတာပဲထိုင်စားနေကြတာများတယ်နော်ကိုကိုယ်တိုင်စီးပွားလုပ်ဖို့ကြတော့မိဘကလည်းအာမပေးဘူးဖြစ်အဲ့ဒီလိုဖြစ်တဲ့အခါကျတော့ဘာဖြစ်တယ်ဆိုညမာလူငယ်လူရွယ်တွေမှာစီးပွားရေးမျက်စိကချို့တက်လာတယ် ချွတ်တယ်လာတော့အလုံးမရှိတော့ပဲရောက်သွားတော့ဆိုလက်ဖိတ်ဆိုင်ရောက်ကြတယ်ဟုတ်လက်ဖိတ်ဆိုင်ရောက်တဲ့အခါကျတော့လက်ဖိတ်ချမ်းတောက်ရကနေပြီးတော့ဘာတွေတောက်လာတော့ဆိုအရက်တွေဘာတွေတောက်ကြတာပေါ့အဲ့ဒီလူတွေဖြစ်ပြီးတော့လူတွေဟာကြီးပွားတွတ်တဲ့မှုတွေတိတ်ပြီးတော့မရှိတော့အဲ့ဒီမှာရင်ကျေးလိမ်ပါဆိုပြီးတော့သင်တန်းတွေဖွင့်တဲ့အခါရင်ကျေးလိမ်ပါဆိုတာဘာတွေဖွင့်တော့ဘုရားဘလို့ရှိခိုးရတယ်ဘုရားဘလို့ကြောရတယ် ဒီလိုရင်ကျင်းလိမ်ပါလူကြီးတွေနဲ့ဘယ်လိုပြောရလဲဘယ်လိုဆက်ဆံရလဲသောတေရှိပြမင်္ဂလာတရားတို့ဣတိပိတော်တို့ဆိုတာတွေဘာသာရေးနဲ့ပတ်သက်တာတွေပင်ကြားဖို့ကြမယ်အရေးမကြီးဘူးလားကြီးပါမယ်အဲ့ဒီတော့အရေးကြီးဆုံးနံပါတ်1ကဘာလဲလို့ဆိုရင်စီးပွားရေးသိသိဘူးလို့ပါတယ်စီးပွားရေးပြည့်စုံမှ မာသာတရားကိုချင်းတရားစိတ်နေသဘောထားတွေကိုသင်ကြားပေးဖို့လိုအပ်သို့မဟုတ်ဒီနှစ်ခုဟာဖြိုင်တူသင်ရမယ့်ပညာရနှစ်ခုပဲဖြစ်တယ်ဘောအဲ့ဒါကိုမြတ်စွာဘုရားကဟောတာလူ့ဘဝရောက်လာလို့ရှိရင်နဲ့ပညာမျက်စိနှမျိုးရှိအောင်သင်ကြားပေးချပေးရမယ်ပညာမျက်စိနှမျိုးရှိဖို့လိုအပ်တယ်စီးပွားရှာတတ်တဲ့ပညာမျက်စိကုသိုလ်အကုသိုလ် အကောင်းဆုံးအကြောင်းကျိုးကိုသိတတ်တဲ့ဘုရင်တရားနဲ့ပတ်သက်တဲ့မျက်စိအဲ့ဒီအမြင်မျက်စိနှမျိုးလုံးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှသာသိလောကဟာပြည့်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီလိုဆိုတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကပုဂ္ဂိုလ်၃မျိုးခွဲပြီးတော့ပြတယ်နမတိကပါတော့ဆိုရင်အမြင်မျက်စိလုံးဝမရှိတဲ့ပုဂ္ဂိုလ်ကတဦးရှိတယ် အမြင်မျက်စိတစ်ခုစလုံးဟာအမြင်မှမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအန္တာလို့ခေါ်တယ်မျက်စိနှစ်ဖက်လုံးမမြင်ရတဲ့ပုဂ္ဂိုလ်အဲ့ဒီနေရာမှာမျက်စိနှမျိုးဆိုတာစီးပွားရေးမျက်စိလည်းမရှိဘူးဘာသာရေးနဲ့ပတ်သက်တဲ့မျက်စိလည်းမရှိဘူးအဲ့ဒီမျက်စိနှမျိုးလုံး꿰နေတဲ့ပုဂ္ဂိုလ်အန္တာပုဂ္ဂိုလ်လို့ခေါ်တယ် အဲ့ဒီအန္တပုဂ္ဂိုလ်ရဲ့အခြေအနေကိုမြတ်စွာဘုရားကဘယ်လိုဟောတော်မူလို့ဆိုနော်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေဟာအင်တာမဆုံးွားတယ်နော်နတ်စေဝဘောဂတထာရူပသူ့မှာရတဲ့ရတဲ့စီးစင်ဥစ္စာဆိုတာလည်းမရှိဘူးစီးပွားရေးလည်းမရှိတတ်ဘူးစီးပွားရေးအမြင်မျက်စိကလည်းတစ်ဖက်ကကန်းနေတယ် နတ်စာပုံညာနိကုပတိကိုချင်းတရားနဲ့ပတ်သက်ပြီးတော့လည်းဘာကုသိုလ်ကောင်းမှုမှမလုပ်တတ်ဘူးဟောစီးပွားလည်းမလုပ်ဘူးကိုချင်းတရားနဲ့ကုသိုလ်တရားလည်းမလုပ်တတ်ဘူးနတ်စေဝဘောကတထရူပါနတ်စာပုံညာနိကုပတိဥပယထဂလိဌာဟောအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာနှစ်ဖက်စလုံးဆုံးနေတဲ့ပုဂ္ဂိုလ်မျိုးတဲ့စီးပွားလည်းမရဘူးကုသိုလ်လည်းမရဘူး လူ့ဘဝမှာဘာမှအနှစ်သာရမရှိတဲ့အနှစ်သာရခင်းမဲ့နေတဲ့လူ့ဘဝနဲ့သူဟာနေရတဲ့ပုဂ္ဂိုလ်ကြီးဥပယတ္ထကလေးကဟောအန္တတဟတသကုနောဒါမြင်မှမရှိတဲ့ပုဂ္ဂိုလ်မျက်စိနှလုံးကွဲနေတဲ့ပုဂ္ဂိုလ်ဟာအင်တာမသနာစရာကောင်းပြီးတော့ဘဝမှာအဆုံးရှုံးကြီးဆုံးရှုံးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်လို့ပြောဆိုပြရဒီလိုဟောတယ် ဒါကြောင့်မို့လို့လူတိုင်းလူတိုင်းဟာစီးပွားရေးမျက်စိနဲ့ရှိဖို့လိုတယ်ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဓမ္မရေးနဲ့ပတ်သက်တဲ့မျက်စိမျိုးလည်းရှိဖို့လိုတယ်အဲ့ဒီနှစ်ခုလုံးမှာမရှိလို့ရှိရင်ဥပယထကလေးကဟောစီးပွားရေးဘက်ကလည်းဆုံးရှုံးပဲကုသိုလ်ရေးဘက်ကလည်းဆုံးရှုံးပဲအခါဒီဘဝမှာလည်းဆုံးရှုံးပဲနောက်ဘဝမှာလည်းဆုံးရှုံးပဲဒီလိုအဓိပ္ပာယ်ဥပယထ နှစ်ဖက်လုံးလည်းဆုံးရှုံးတယ်နှစ်ဘဝလုံးလည်းဆုံးရှုံးတယ်အရှုံးနဲ့ပဲရင်ဆိုင်ရတဲ့ပုဂ္ဂိုလ်ဘာတစ်ခုမှမျက်မထွက်တဲ့ပုဂ္ဂိုလ်မျိုးလို့မြတ်စွာဘုရားအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာလည်းလောကမှာရှိနေတယ်နောက်တစ်ခုနောက်တစ်ခုကျတော့စီပွားရေးမျက်စိတော့ဖြစ်ရှိပါရဲ့ဘာသာတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းလောကမှာရှိတယ် စီးပွားရေးမျက်စိအမြင်တစ်မျိုးနဲ့သာရှိပြီးတော့ဘာသာတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အခြေအနေကဘယ်လိုဖြစ်မြတ်စွာဘုရားကအဲ့ဒါကိုရှင်းလင်းပြီးတော့ဟောထားတယ်နော်အထာပရာယံအခါတောဧကသက္ခုစပုဂ္ဂလောနော်မျက်အမြင်တစ်မျိုးနဲ့ပဲရှိတယ်စီးပွားရေးအမြင်တစ်ခုတည်းသာရှိတယ် ကုသိုလ်ရေးတို့ဘာသာရေးတို့ဓမ္မရေးနဲ့ပတ်သက်တဲ့အမြင်လုံးဝမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ဘလို့အခြေအနေမျိုးတွေဖြစ်တတ်တော့ဆိုဓမ္မာဓမ္မေနသထောသောဘောဂာနိပရိယေတတိအဲ့ဒီပုဂ္ဂိုလ်မျိုးဟာတဲ့ပစ္စည်းဥစ္စာရှာတော့ပစ္စည်းဥစ္စာရှာတတ်တဲ့မျက်စိရှိသည့်အတွက်ကြောင့်စီးပွားဥစ္စာတော့ရှာပါရဲ့ရှာတဲ့အခါမှာ ကိုရှင်တရားတို့ဘာသာတရားတို့ဓမ္မရေးရမျက်စိမရှိသည့်အတွက်ကြောင့်တရားတဲ့နီးနေရောမတရားတဲ့နီးနေရောစီးပွားဥစ္စာတွေရှားလာတယ်။အဲ့ဒီပုဂ္ဂိုလ်မျိုးကဗမာစကားမှာရှိတယ်လို့ရတာလဲဘန္နဖူတိုက်တူးဆိုတဲ့ပုဂ္ဂိုလ်မျိုးအမေလည်းမရှောင်ဘူးအဖေလည်းမရှောင်ဘူးဘယ်သူဥစ္စာကမရှောင်ဘူးသူရမယ်ဆိုရင်ရတဲ့နီးနေယူတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ် ဲ့ဒီပုဂ္ဂိုလ်မျိုးကိုဓမ္မဓမ္မေနတထောတော်တဲ့ဓမ္မအတ္တပဖြင့်ကောက်ချစ်ဆင်းလဲလာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာဆိုလိုတာကမကောင်းတဲ့နီးနဲ့လဲစီးပွားရှာတယ်ကောင်းတဲ့နီးနဲ့လဲစီးပွားရှာတယ်ကောင်းတာမကောင်းတာသူ့ဖို့အဓိကမဟုတ်ဘူးရဖို့အဓိကဟောအဲ့ဒီလိုစီးပွားရှာတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်တဲ့ဒါမျက်စိတစ်လုံးသာရှိတယ်ဘူးဒါရင်လားလို့ဆိုတော့သူ့ရဲ့အခြေအနေကဒီတယ်မကဘူး ထေယေနကုတကမေနမုတဝါဒေနစုပယံထေယကုတကမမုတဝါဒကုတလောဟောတိတံဃာတုံကာမဘောဂိသမနောသူကသူရှိဥစ္စာရှာဝေစုဆောင်တဲ့နေရာမှာတော့တမကျွမ်းနေကျွမ်းနေလို့ဆိုပေမဲ့သူဘာနည်းတွေနဲ့ရှာတာလို့ဆိုထေယခိုးတယ်ပွက်တယ် ခိုးခြင်းဝှက်ချမ်းဆိုတဲ့ဤစနစ်တွေကိုအသုံးပြုပြီးတော့ကုဋကာမကောက်ချက်ဆင်းလဲတဲ့ဤတွေနဲ့သူကပတ်စံရအောင်လှုပ်တတ်တယ်ပေါ့မူတံဝါရိနာလိန်လေလှဲ့စားပြီးတော့စီးပွားရှာတယ်တဲ့။အော်ဒီပုဂ္ဂိုလ်မျိုးဟာအဲ့ဒီလိုဤတွေနဲ့စီးပွားရှာတာအလွန်တရာမှသူကကျွမ်းကျင်တယ်။မဟုတ်တာလှုပ်ပြီးတော့စီးပွားရှာတယ်လို့ဒီလိုပြောတာနော်။ဒီကနေ့ခင်မှာလည်းပဲဂျာနယ်တွေဖတ်ကြည့် မတွေ့ကျင်ဆုံးပဲလိမ္မုန်လိမ်နီးတွေအများကြီးပဲနော်လိမ္မုန်လိမ်နီးတွေကအများကြီးရှိတယ်ဒီနေရတကမှလိုပဲဒါခုမှရှိတာမဟုတ်ရှိတုံးကလေးကလည်းရှိတယ်သို့တော့ဒီနေ့ခင်မှများလာတယ်လို့ပြောရအောင်အဲ့တော့အယောင်းဝယ်ကိစ္စနဲ့ပတ်သက်လို့လဲဒီလိုလုပ်တယ်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်လည်းပဲဒီလိုလုပ်တယ်အတူနဲ့အစစ် ရောရောင်းတယ်အတုလုပ်ပြီးတော့ရောင်းတယ်မျိုးစုံပဲအဲ့ဒီပဲဒီအလေးချိန်မမှန်မကန်လှုပ်တာကအစမမှန်မကန်လှုပ်တာတွေကအင်တာမှများလာတယ်ပေါ့ခဏိခေတ်မှာသစ္စာရပြီးရောဆိုတဲ့လှုပ်တဲ့အလုပ်တွေဟာအလွန်များလာတယ်ပေါ့ဒါတွေဟာဧကဆက်ခုလို့ခေါ်တဲ့တစ်ဖက်မြင်ပုံကိုယ်တွေကြောင့်အခုလို့ဖြစ်လာတာ စီပွားရေးမျက်စိတစ်ခုတည်းဆိုရင်မလုံးလောက်ဘူးတဲ့စီပွားရေးမျက်စိရှိလာလို့ရှင်ကောက်ချစ်ဆင်းလဲတဲ့နည်းတွေနဲ့စီပွားရှာတယ်တလောတော့ကတခါတရောက်ကရှောက်တယ်ဒီမြန်မာပြည်မှာငှက်တိုက်ဘူးတွေက brand တစ်စိတ်ငှက်တိုက်ဘူးတွေကဈေးကောင်းလာတဲ့အခါကျတော့လာလိန်တဲ့လူတွေအခုပေါ်နေတယ်ဆိုတာကိုတခါရှောက်သွားတယ် ူလိမ်မုံနေနီးရလဲတော်ဟုတ်တယ်သူထဲမှာလည်းပဲ brain ဟဲ့တိုက်ဘူးတွေကတ်လိုက်ပါလာကတ်လိုက်ပါလာပြီးတော့အဲ့ဒီငှက်တိုက်ရောင်းတဲ့ဆိုင်ကိုဝင်ဝင်ပြီးတော့ငှက်တိုက်ဘူးတွေဝယ်တယ်တဘူးနှစ်ဘူးဝယ်ပြီးတဲ့အခါမှာသူကများများဝယ်မဲ့သဘောပေါ့ပိုက်ဆံကမလုံလောက်လို့ဆိုပြီးတော့ပိုက်ဆံပြန်ယူအောင်မယ်ဆိုအဲ့ဒီ သူပါလာတဲ့ဘူးရဲ့ဒီကဆိုင်ကတကယ်အစ်စ်အမှန်ရဲ့အဲ့ဒီနှစ်ခုပေါင်းရောထည့်ပြီးတော့ပတ်စံအိမ်ပြန်ပြီးတော့ပတ်စံယူလိုက်အောင်မယ်ဒီမှာတောင်းလောက်နှစ်တောင်းလောက်တွေငွေချေပြီးတော့သူ့အထုပ်လည်းအဲ့ဒီမှာထားခဲ့တယ်ထားပြီးတော့အိမ်ပြန်ပြီးတော့ပတ်စံယူမယ်ပတ်စံမလောက်လို့ဆိုပြီးတော့သွားလိုက်တာဒီသူတို့ရှိမှပဲအဲ့ဒီငှက်တိုက်ဘူးတွေကိုလည်းထားခဲ့တယ် မလားမလားနဲ့အဲ့ဒီငှက်တိုက်ဘူးတွေဖြန့်ကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်နေတုံးဆိုငှက်တိုက်ဘူးခွန်နေနဲ့အထဲထဲကမဟုတ်တာတွေထည့်ထားတာတွေပဲငှက်တိုက်ဘူးအစ်စ်တွေတော့ပါသွားရောနော်အဲ့တော့ဆိုင်ရှင်ကခံလိုက်ရဗျာဒါတကယ်ဖြစ်နေတဲ့ကိစ္စလေးနော်တကယ်ဖြစ်နေတာကိစ္စတခြားကိစ္စတွေပါလည်းပဲဒီတိုင်းပဲအဲ့တော့အဲ့လိုမျိုးကိုမြတ်စွာဘုရား ဟောတာ ထေယေနကုဒကံမေနမုတဝါရေနသုမြာလိညာပြီးတော့ရွှေအစစ်နဲ့အတုစိန်အစစ်နဲ့အတုဆိုတာလိုရောရောင်းပြီးတော့သွားတာဒီစိန်လက်စွတ်တို့ဘာလို့ဆိုတာလဲမကြားကျင်ဆုံးပဲဒါစိန်လက်စွတ်ကိုယူပြီးတော့ဝယ်မလို့ဆိုပြီးတော့ဈေးတွေဘာတွေပြောကြည့်ပြီးတော့အတုနဲ့လဲထားခဲ့တာမျိုးတွေလေခဏခဏကြုံကြရတယ်ပေါ့နော် အဲ့ဒီလိုဟာမျိုးတွေဖြစ်လာတာဒါဧကဆက်ခုလို့ခေါ်တယ်။ရှေးတုန်းကလိန်ပုံလိန်နီးလေးတခုကတော့ဘလို့တော့ဆိုရှေးတုန်းကမုတ်ဆိုးတယောက်ကတောမှသွားပြီးတော့တောထဲကနေဖမ်းလာတာသမင်နှစ်ကောင်ဖမ်းလာတယ်။တစ်ကောင်ကအသေးလေးတစ်ကောင်ကအကြီး။မြုပ်တယ်ပြီးတော့သမင်ရောင်းမယ်ဆိုတော့လမ်းမှာဘယ်သူနဲ့တွေ့တော့ဆိုအယက်သမားလူလိန်တယောက်နဲ့တွေ့ ပြီးတော့သူကမေးတယ်ဒါပါလို့ဖို့တော့ရောင်းမို့လားဆိုတော့ဟုတ်တယ်မိုးဆိုးကအဲ့ဒီခေတ်ကဈေးရလေပေါ်တော့အကောင်အကြီးကနှစ်ချက်ကောင်လေးပြောချင်းတစ်ချက်လို့ပြောတာတစ်ချက်လို့ပြောတော့အဲ့ဒီလူလိန်ကအကင်းပါတယ်လေသူ့ထဲမှာအိတ်ထဲမှာပက်ဆက်စမ်းပြီးတော့ပက်ဆက်လေးတစ်ချက်ထုတ်ပြီးတော့ကျုပ်အကောင်သေးယူမယ်အကောင်လေးပေးပါဆိုပြီးတော့ ဝဆန်တကြပေးပြီးတော့သမင်ပေါက်စားလေးဝယ်သွားအတော်လေးသွားမိတဲ့အခါသူပြန်လိုက်လာပြီးတော့ပြန်ခေါ်တယ်ကျုပ်ကိုအကောင်ကြီးပဲပေးပါတဲ့အကောင်လေးမယူချင်တော့ဘူးဆိုတော့ဟိုလူကပြောတယ်ပေါ့အကောင်ကြီးလိုချင်လို့ရှိရင်ခမရကျုပ်ကိုနှစ်ချက်ပေးရလိမ့်မယ်ဆိုတော့သူကဘာပြောတော့ဆိုခမရဘာပြောတာလဲတဲ့ကျုပ်ခမရကိုတစ်ချက်ပေးပြီးသားတော့တဲ့ဟိုဟုတ်တယ်လေတဲ့ခမရကျုပ်တစ်ချက်ပေးပြီးသားတယ် ဟောဒီကောင်လေးကတကြက်တန်တယ်တဲ့အဲ့တော့ပေးပြီးသားပဆံကတကြက်ဟောဒီအကောင်လေးကတကြက်တန်ဆိုနှစ်ကြက်ဖြစ်သွားရောပေးအကောင်ကြီးဆိုပြီးယူသွားတယ်ဟိုလူကလည်းမတွက်တတ်တော့အဲ့ဒီမှာသူပြောတာလည်းဟုတ်တယ်ဆိုပြီးတော့ခံလိုက်ရနော်အဲ့ဒီလိုလိန်သွားတာမျိုးတွေကလည်းရှေးတုန်းကတည်းကလိန်ငယ်ဘူးတာတွေရှိတယ်တော့အခုခေတ်တော့ပြောမဆုံးမအောင်ပေါ့အများကြီးပဲလိန်တာတွေရှောက်ပြောလို့ကတော့ကုန်နိုင်မယ်မထင်ဘူးနော် အဲ့ဒါမျိုးကိုဆိုလိုတယ်မြတ်စွာဘုရားကထေရနာကုတ္တကံမေနခိုးလို့ဝှက်လို့တဲ့နေနဲ့ကောက်ကျစ်တဲ့နေတွေနဲ့ခိုးပြီးတော့စေဝါရှာတယ်တဲ့ကောက်ကျစ်တဲ့နေတွေနဲ့ခိုးပြီးတော့စေဝါရှာတယ်လို့လိန်လေးလှိပြားပြီးတော့လည်းပဲစေဝါရှာတတ်တယ်တဲ့အဲ့ဒီမှာစာပေကျမ်းကမှဆိုထားတာရှိသေးတယ်နော်တုလာကုတ္တတဲ့ချိန်ဆင်းလဲ မာနကုလာချင်စင်လေတို့အင်တမဒီလက်လက်ပညာအလွန်ကျွမ်းတယ်စပါးချင်တာတောင်မှပဲရောင်းလို့ရှိရင်တမျိုးဝယ်လို့ရှိရင်တမျိုးချင်တတ်တယ်နော်ရောင်းတဲ့စပါးဆိုလို့ရှိရင်သူကဒီဒီရှိမှာပဲတင်းပေါ်မှာပဲတိုက်ချလိုက်တာဟာသူကပညာသားပါပါနဲ့တိုက်ချလိုက်တာရောင်းလို့ရှိရင်သူရောင်းလိုက်တဲ့စပါးကသူကအမျက်ကြံရတယ် ဝယ်လို့ရှိရင်လည်းပို့ရအောင်သူလုပ်တတ်တယ်အဲ့ဒီပညာရတဲ့ရှိတယ်စီတော့ဘာလို့လဲတူတူပဲ စီရောင်းဝယ်လုပ်တဲ့အခါမှာလည်းပဲဟောအထဲထဲမှာ အပေါက်နဲ့လှုပ်ပြီးတော့ထားတာမျိုးတွေရှိတယ်ပေါ့အဲ့တော့ခုခေတ်မှာတော့အကောင်လုံးပြောရမယ်ဆိုရင်တော့မလွယ်ဘူးเนาะပို့ပြီးတော့ဒီဆက်စီရောင်းတဲ့ဆိုင်တွေဆိုရင်ပို့ပြီးတော့ကျွမ်းကျင်ကြတယ် ပို့ပြီးတော့ကျွမ်းကျင်တယ်အဲ့ဒါကြားဘူးတယ်ဒီဘလောက်ပဲဒီကောင်တာမှာချိန်ပြထားတာဘလောက်ပဲစက်ကနေပြီးတော့ဟိုဘယ်နှလီတာဆိုတာပြထားတာသူတို့လှုပ်တဲ့နေနဲ့လှုပ်ထားလို့ရှင်သူကတော့ကြံနေတာတခါလမ်းမှာဆိုဘလောက်ကြံတယ်တခါလမ်းမှာဘလောက်ကြံတယ်ဆိုအဲ့ဒါနဲ့တချို့မမှန်မကန်လှုပ်တဲ့လူတွေဟာတစ်နှစ်ဆိုရင်သိန်းတော်တော်များများအများကြံတယ် ပိုက်ထဲကြံတဲ့စီနော်အဲ့ဒါကြောင့်လားမသိဘူးစီဆိုင်နေပေါ်တာပြောနေတော့ဒါဟိုဖြစ်နေတာကိုပြောပြတာပါဘယ်သူမှအပြစ်ပြောတာမဟုတ်ပါဘူးအဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်ဟိုမြတ်စွာဘုရားရဲ့တပည့်တွေမြတ်စွာဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဝါဒတွေဆိုလို့ရှိရင်တော့တလောက်လေးတွေတော့မလောက်တဲ့မူပေါ့ တသက်လုံးစားရမယ်ကိစ္စမဟုတ်တာလေမလုံးတဲ့ဘူးပေါ့တခြားနည်းနဲ့မှန်မှန်ကန်ကန်ပဲရောင်းတဲ့ဝယ်တဲ့နာတွေပေါ့အဲ့ဒါကိုပြောတာထေရေနကုဒကံမေနမုတဝါဒေနစုပယံကုတလောဟောတိတံဃာတုံကာမဘောဂိသမနောဟုတ်တယ်ဟိုအားရအမြတ်ကျန်တရားနေအမြတ်ကျန်နေရာတိုင်းမှာလိုပဲဒါတွေရရှိတယ် ဆောက်လို့ရေးကိစ္စတွေမှာဆိုလဲဒီတိုင်းပဲဆိုင်နေနဲ့ပေါင်းထားတယ်ဆိုတာဟိုကြားရတာပေါ့နော်ဘောင်းချာဖြတ်တယ်ဆိုပြီးဘောင်းချာတိုင်းဆိုပြီးတော့လဲမယုံနေနဲ့ဘောင်းချာကလူကိုယ်တိုင်ဝယ်ရင်တမျိုးရေးပေးတာနော်ဆောက်လို့ရေးကလာဝယ်လို့ရှင်တမျိုးရေးပေးတယ်အဲ့ဒီသွားပြီးတော့ဘောင်းချာသွားဖြတ်ရင်ကိုပဲသူကကိုယ်တိုင်ဆောက်မှလားသူများဆောက်ပေးတာလားဆိုတာရှိတယ် အဲ့လူတွေဖြစ်နေတာဟုတ်တယ်အဲ့လူတွေဖြစ်နေတာကိန်းကနန်းဟာလက်တလုံးကြားလေးနဲ့ကိန်းကနန်းတွေကိုလှည့်ပြီးတော့ဟိုဘက်ကယူလိုက်ဒီဘက်ကယူလိုက်ယူနေတာအဲ့တော့အဲ့ဓာတွေဟာခိုးခြင်း25မျိုးထဲမှာပါဝင်ဖြစ်သည့်အတွက်ကြောင့်ဘုရားဘာသာဝင်တွေဟာရှောင်သင့်နေပေါ့ဒါမျိုးတွေမလုံးသင့်ဘူးပေါ့အဲ့တော့အဲ့ဓာတွေလုံနေမယ်ဆိုလို့ရှိရင်နော် အရိနာဒါနာဝေဒမဏိသိခာပရံတမာရိယာမိဆိုတာနေတိုင်းချိုးနေတာနဲ့တူတူပဲပေါ့နော်ရလာတဲ့ပစ္စည်းကလည်းပဲတစ်သလုံးစားနိုင်အောင် ရတဲ့ဟာမျိုးမဟုတ်ပါဘူးမစင်မကျေဖြစ်နေဘယ်ညာပဲဖြစ်ဖြစ်ကိုရတဲ့ပစ္စည်းကိုစားတဲ့ပစ္စည်းဟာစင်စင်ကြဲကြဲဖြစ်အမတန်မှကောင်းတယ်တရားမင်းကြီးကဝေစံတာဒီ ဗိမာန်ကြီးကနေပြီးတော့ထွက်လာပြီးလူပြေဘက်ကိုလှဲ့ပြီးတော့လက်အုပ်ခြေတယ်တဲ့ပထမလက်အုပ်ခြေတာဘသူကိုလက်အုပ်ခြေတာတုံးဆိုဖရာကိုလက်အုပ်ခြေဒုတိယလက်အုပ်ခြေတာတော့တရားကိုလက်အုပ်ခြေတယ်တတိယလက်အုပ်ခြေတာကသံဃာတွေကိုလက်အုပ်ခြေစတုထတစ်ကြိမ်လက်အုပ်ခြေတာကြတော့ဘသူကိုလက်အုပ်ခြေတာတုံးဆိုတော့ အခုလို့ဗုဒ္ဓအလိုကြလူဘဝမှာဖော်ဆောင်ပြီးတော့ကောင်းရောင်းကောင်းဝယ်စီးပွားရှာနေတဲ့ပုဂ္ဂိုလ်တွေကိုလက်အုပ်ချတာတဲ့အဲ့ဒီထဲမှာဓမ္မေနဒါရံပောတင်တိတေနမတ္တံမိမာတလိဆိုတဲ့အထက်မှာရေကဟတ္ထပုံညကရာသီလဝန်တော်ဥပဒကဓမ္မေနဒါရံပောတင်တိတေနမတ္တံမိမာတလိငါတခြားလူတွေကိုလက်အုပ်ချတာမဟုတ်ဘူးကိုကျင့်တရား ကောင်းပြီးတော့ တရားဓမ္မအတိုင်းကျင့်ကြံကြိုးကိုအားထုတ်နေကြတဲ့ဥပဒကတွေဟာတဲ့သူဆိုင်ကိုရှောင်ပြီးတော့သူဆိုင်နဲ့ပဲသားမယားတွေကိုကျွေးမွေးနေကြတဲ့ပုံကိုယ်တွေကောင်းကောင်းကောင်းဝယ်လုပ်နေကြတဲ့မိသားစုတွေကိုငါလက်ဥချီတာပါလို့ဒီလိုပြောရတယ်အဲ့တော့ဒီကနေ့မှာတရားမင်းကြီးလက်ဥချီရမယ့်လူများရှိရှိသေးလားတော့မသိဘူးပေါ့နော်အဲ့တော့ဘုရားရဲ့အလိုတော်ကြောင့် ဒီလူ့ဘဝကိုဖော်ဆောင်မှုအမတမအရေးကြီးတယ်အဲ့တော့အာရိဏဒါနလည်းရှောင်ရမယ်မုဒ္ဒဝါဒလည်းရှောင်ရမယ်အဲ့တော့မရှောင်တော့ဘာဖြစ်လာလဲဆိုခေါဏာဤတောသောနိရိယံခန္ဓဝါဧကသက္ခဝိဟညတိဧစိဘောယိမျက်စိတမျိုးတည်းသာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဒီဘဝကနေပြီးတော့အပင်ငရဲကြပြီးပင်မဆင်းရဲရတာနဲ့ကြုံရလိမ့်မယ်လို့ဟောမြတ်စွာဘုရားဒီလိုဟောတာ နော်မမမကန်နဲ့လှုပ်ပြီးတော့ဒုစရိုက်လုပ်ငန်းတွေနဲ့အသက်မွေးနေလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဤတောတော်နိဒယံကနောဒီဘဝကနေပြီးတော့နောက်ငရဲမှာဖြစ်ပြီးတော့ဆင်းရဲဒုက္ခတွေနဲ့ကြုံရလိမ့်မယ်လို့ညဆော်ဗျာဒီလိုဟောတယ်အဲ့ဒီမှာနောက်ဆုံးပုဂ္ဂိုလ်တယောက်ကျတော့အမြင်မျက်စိနှမျိုးရှိတယ်အဲ့ဒီအမြင်မျက်စိနှမျိုးရှိတဲ့ပုဂ္ဂိုလ်ဟာ ဒိသခုပနာအခါတော်တိထောပုရိသပုဂ္ဂလောလောကမှာပညာမျက်စိအမြင်နှမျိုးရှိတယ်စီးပွားလဲရှာရတဲ့စီးပွားရှာရတဲ့ပညာမျက်စိကိုကိုချင်းတရားဆိုတဲ့ကုသိုလ်ရေးမျက်စိကနေပြီးတော့ထိမ့်သိမ်းဆောလျှောက်ထားအဲ့တော့စီးပွားလဲရှာရတဲ့တရားနဲ့ပတ်သက်တဲ့မျက်စိလည်းရှိတယ်ဆိုတော့ပုဂ္ဂိုလ်ဟာသူက ပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်လူလောကမှာဘဝမှာဖော်ဆောင်ရင်ပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့မတန်မှအရေးကြီးတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကဒိသကုပ္ပနအခါတော်တစ်ထောပုရိသပုဂ္ဂလောပညာမျက်စိအမြင်နှမျိုးစလုံးရှိရင်အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်။အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘာလို့ ဓမ္မလတ္တိဟိဘောဂေဟိဥဋ္ဌာဏာဓိကတံတဏ္ဏကြည်သူကပစ္စည်းဥစ္စာရှာတယ်ရှာတဲ့အခါမှာခုနလိုလိန်ညာတာတို့ကောင်းကြီးတာတို့မတရားတဲ့နီးနဲ့လှုပ်တာတို့ဒါမျိုးတွေတကွမလှုပ်ဘူးတဲ့ကိုချင်းတရားမပြည့်ပြားတဲ့လမ်းကြောင်းနဲ့စီးပွားရှာတယ်လုံလဝီရိယနဲ့ကြိုးကြိုးစားစားစီးပွားရှာတယ်ဓမ္မလတ္တိဟိဘောဂေဟိအဲ့ဒီလိုပစ္စည်းမျိုးတွေဟိုတာ သူကစနစ်တကျရှာပွေတယ်ပေါ့မဟုတ်တာမလုပ်ဘူးကောင်းအောင်ကောင်းဝယ်လုပ်ပြီးတော့စီးပွားရှာတယ်အဲ့ဒါလို့စီးပွားရှာပြီးမလုပ်တော့ဆိုတော့တဒါတိတိဋ္ဌသင်္ကပ္ပောကောင်းမြတ်တဲ့အတွေးအကြံတွေစိတ်ကူးဉာဏ်တွေအမတမကောင်းတဲ့အဲ့ဒီအမြင်မျက်စိနှစ်ဦးရှိနှစ်ခုရှိတဲ့ပုဂ္ဂိုလ်ဟာ တဒါတိတိဋ္ဌသင်္ကပ္ပောအဘိက္ခမန္တောနရောကောင်းအောင်ကောင်းဝဲလှုပ်ပြီးတော့ရှာထားတဲ့ပစ္စည်းဥစ္စာတွေနဲ့တဲ့ပေးတယ်ကန်းတယ်လှူဒန်းတယ်ထောက်ပံ့တယ်စီးပွားရှာထားပြီးပြီဆိုတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာစီးပွားရေးမျက်စိရှိလို့စီးပွားရပြီကိုကျင့်တရားမျက်စိရှိလို့ကုသိုလ်တရားတွေဖြစ်ပွားအောင်လုပ်တယ်ကောင်းအောင်ကောင်းဝဲလှုပ်တယ်ကောင်းတဲ့နည်းနဲ့စီးပွားရလာပြီး ုတ်ပြီရလာတဲ့ပစ္စည်းဥစ္စာတွေကိုဘယ်လိုအသုံးချတယ်လဲဆိုရင်မြတ်စွာဘုရားဟောထားတယ်အတ္တနံဒုခေတိပိနေတိကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ကိုချမ်းသာအောင်နေတယ်လောင်ဝတ်တယ်ဝအောင်စားတယ်ကောင်းကောင်းနေတယ်နော်ကိုရှာထားတဲ့ပစ္စည်းကသုံးတယ်စနစ်တကျသုံးတယ်လို့ဒီလိုဆိုလို့တယ် ဟောမိမိကိုယ်ကိုချမ်းသာအောင်ထားတယ်မိမိကိုယ်ရင်ချမ်းသာအောင်ထားတာမဟုတ်ဘူးမာတာပိတရောဒုခေတိပိနေတိနှစ်ဖက်မိဘတွေကိုလည်းပဲချမ်းသာအောင်ထားတယ်ကြွေးမွေးတယ်ဆောင်းလျှောက်တယ်ဒါပစ္စည်းဥစ္စာကိုစနစ်တကျအသုံးချဖို့ဒါတွေမကဘူးပုဗ္ဗတာရကာမကရပောရိတိဒုခေတိပိနေတိတဲ့ကိုယ်အိမ်သူအိမ်သားတွေချမ်းသာအောင်ထားတဲ့ ကိုယ်လုပ်ငန်းမှာလုပ်ကြတဲ့အလုပ်သမားတွေကိုချမ်းသာအောင်ထားတယ်ထောက်ပံ့ပေးထားတယ်မိတ္တာမစ်စေသူခေတိပုနေတိမိတ်ဆွေတွေပေါင်းသင်းနေလွတ်တဲ့အခါမှာကူညီပေးတယ်ဒါရလာတဲ့ပစ္စည်းကိုအခုလို စနစ်တကျတုံးတယ်ပြီးတဲ့အခါကျတော့ဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်တယ်တဲ့လှူဒါန်းတယ်ထောက်ပံ့တယ် လိုအပ်တဲ့ပုဂ္ဂိုလ်တွေလူတန်းတွေထောက်ပံ့တယ်ဆိုတဲ့နေရာမှာဒီလူမှုရေးနဲ့ပတ်သက်တဲ့လှူတာပဲဖြစ်စေခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တွေလှူတာပဲဖြစ်စေလှူဒန်းမှုတွေကိုဘာသာရေးနဲ့ပတ်သက်ပြီးတော့လှူတာပဲဖြစ်စေအဲ့ဒါလိုလှူဒန်းမှုတွေကိုပြုတယ်အဲ့ဒါကိုရည်ညွှန်းပြီးတော့ဆိုတာတဒါတိတိဋ္ဌသင်္ကပ္ပောမြင့်မြတ်တဲ့အတွေးအကြံတွေရှိတဲ့ဒီပုဂ္ဂိုလ်ဟာ ပေးတယ်ကန်းတယ်ကိုရှာလို့ရထားတဲ့ပစ္စည်းဥစ္စာတွေအလားတမဖြစ်စေဘူးလူထမ်းပေးကန်းသွားအဲ့ဒါလို့လူထမ်းပေးကန်းလို့ကုံသွားတဲ့အကုံဟာသုံးလို့ကုံတာနဲ့တူတူပဲတဲ့ဖြုံးလို့ကုံတာမဟုတ်ဘူးအမျက်တွေဂျန်နယ်လို့ဒီလိုဆိုလိုတယ်နော်ပစ္စည်းဆိုတာမသုံးရဘဲနဲ့ကုံတာမှကုံတယ်လို့ခေါ်တယ်ဖြုံးလို့ကုံတာမှကုံတယ်လို့ခေါ်တယ်စနစ်တကျအမေဖေကျွေးလို့မကုံဘူး သာသမီတွေကြွေးတယ်မိတ်ဆွေသင်္ဃာတွေထောက်ပံ့တယ်ဒါနကောင်းမှုလုပ်တယ်အဲ့ဒါလို့ကုံကျဲဟာကုံတယ်လို့မခေါ်ရဘူးသုံးတဲ့နဲ့နေရာမှာသုံးတယ်လို့ဒီလိုပဲဆိုတယ်နော်သုံးတဲ့နဲ့နေရာမှာသုံးတာအပြက်ကမာနသောနရောစိတ်ထားတည်ငြိမ်ပြီးတော့ဥပေတိဗတ္တကံဌာနယထာကန္တဝါနတောစတိဒီဘဝမှာလည်းကြည့်မယ်ဆိုလို့ရှိရင် ပညာမျက်စိလည်းဒီစီဝါရေးပညာမျက်စိလည်းရှိတယ်။ကိုချင်းတရားနဲ့လည်းမျက်စိရှိတယ်ဆိုစီပွားကိုကိုချင်းတရားနဲ့ထိန်းကိုချင်းတရားကိုစီပွားနဲ့ထိန်းအပြန်လန်ထိန်းညှိထားတဲ့အတွက်ကြောင့်ကိုချင်းတရားလည်းမပျက်စီးဘူးစီပွားရေးလည်းမပျက်စီးဘူးဆိုပါတော့စီပွားရေးတော့ရှိပါတယ်ကိုချင်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟောင်းတယ်စီပွားတက်လာတာကိုအကြောင်းပြုပြီးကိုချင်းတရားလည်းပြတ်တတ်တယ်ပေါ့ ကိုချင်းတရားနဲ့မထိမ့်ဘူးဆိုလို့ရှိရင်စီးပွားရေးဟာလည်းပြတ်သွားနိုင်ပေါ့ဒါကြောင့်မို့လို့စီးပွားကိုကိုချင်းတရားနဲ့ထိမ့်ကိုချင်းတရားကိုစီးပွားနဲ့ထိမ့်ဆိုပြီးတော့အခုလို့ထိမ့်သိမ့်ဆောက်ရှောက်ချင်းဖြစ်လာတယ်ဒီကြီးပွားတိုးတက်နိုင်တယ်အဲ့ဒီလိုပညာမျက်စိ အမြင်နှမျိုးရှိတဲ့ပုံကမျိုးဖြစ်ရမယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒီလို့ ပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်ဟာဥပေတိဗဒကံဌာနံယထကန္တဝါနာသောစတိဘယ်နေရာရောက်ရောက်မစိုးရင်ရတဲ့နေရာမျိုးဒီဘဝမှာလဲတိုးတက်တယ်နောက်ဘဝမှာလဲကောင်းရသူဒီရောက်တယ်ဆိုတဲ့ဒီလိုအကျိုးတရားတွေကိုရရှိနိုင်တယ်လို့မြတ်စွာဘုရားကအန္တသုတ်တံမှာဒီလိုဟောထားတာဖြစ်ပါတယ်အေးဗုဒ္ဓအလိုတော်ကြောင့်လူဘဝကိုဖော်ဆောင်ရမယ်ဆိုလို့ရှိရင် တို့တွေဟာသူ့ဘဝရလာပြီဆိုလို့ရှိရင်စီးပွားရေးပညာမျိုးရှိရှိအောင်တို့တွေသင်ယူကြရမယ်စီးပွားရေးရအောင်ကြိုးစားအထောက်ကြရမယ်အဲ့ဒီစီးပွားရှာတဲ့အခါမှာလည်းပဲကိုချင်းတရားမပြတ်တဲ့စီးပွားကိုချင်းတရားကောင်းဖို့လည်းပုံမှန်အခြေခံပြီးတော့ရလာတဲ့စီးပွားဥစ္စာကိုသာလေတို့တွေဟာမျက်မျက်နှာနှာရှာဖွေကြမယ်လို့ကိုချင်းတရားကိုလည်းတန်ဖိုးထားခြင်း စီးပွားဥစ္စာကိုတံမိုးထားသလိုကိုကျင်တရားကိုလည်းတံမိုးထားပြီးတော့ပညာမျက်စိ အမြင်နှမျိုးကြည့်ပြီးတော့ဘဝတစ်ခုမှာဖော်ဆောင်သွားမယ်ဆိုလို့ရှိရင်ဘုရားအလိုတော်ကြဘဝကိုဖော်ဆောင်ခြင်းပဲဖြစ်တဲ့